ဧဘရ30ရက်ဘုဒ္ဓဘုရင်အာယုံဥစုတော်ကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ဂလာတိဩဝါဒစာအခန်းကြီး6အငယ်1တပိုက်ဖြစ်ပါတယ်။ထိုင်ရစရာဝဉ္ဇင်းတို့ကိုအချင်းချင်းကူညီ၍ထိုင်ရသောအဖြစ်ခရစ်တော်၏တရားကိုကျင့်ကြလော။ဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောအဖမျက်စောသောဘုရားခင်ယနေ့နာနဲ့အစီအစဉ် အစလေဆုံးသုံးပါးစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တို့အားကိုယ်ရဲ့တရားကိုကြည်နိုင်ပါမည်အကြောင်းကောင်းကြီးပေးဖို့ဆုတောင်းကြတဲ့အခါမှာကျောတောင်းပန်ကြံစည်ပြတဲ့အလွန်ထူးခြားသောပြုနိုင်တဲ့တကူရှိကေတင်ပန်ရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမနဲ့ယူသေးစွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်ဤနေ့နဲ့နာနဲ့အစီအစဉ်ကိုလက်တော်ထဲသို့အတူတကွဆုတောင်းဆက်ကအနံ့ကြပါလေဖခင်အာမင် ဓမ္မတိချင်းမှာ236လက်ဝါးကတဲ့ဂျူကားတဲ့ထမ်းရသောသူကယေရှုတပါးသာလို့တပည့်တော်တိုင်းထမ်းရရှိ၍ငါလည်းထမ်းပါစေတော်ဒီတိချင်းကိုအတူတကွာတကယ်ပဲနှလုံးသားထဲရတယ်ကုကားတဲ့ကိုကိုထမ်းပြီးခရစ်တော်နောက်ကိုလိုက်နေဖို့ဆွတောင်းဆက်ကြတဲ့သဘောနဲ့ဒီတိချင်းကိုတည်ဆူချီးမွမ်းကြပါစို့ ထမ်းရစရာဝင်ကြီးတွေကိုအချင်းချင်းထမ်းပြီးတော့ခရစ်တော်ရဲ့တရားကိုကြင်ပါလို့ပြောထားပါတယ်ခရစ်တော်တရားဟောရင်မကလိုက်ရှာဖို့ဖြစ်ပါတယ်ဓမ္မသင်းလေးကကားတင်ထားတဲ့သူကယေရှုတပါးပဲလားဟုတ်ပါဘူးတပည့်တော်တိုင်းထမ်းဖို့အလိုရှိတယ်ဒါသခင်ယေရှုကရှင်တို့ကအခန်းကြီးကိုအငယ်၃၃မှာထုံမတပါလူပေါင်းတို့အားမိန့်တော်မူတည်ကား ။ငါ၌ရှိကလည်းတော်သူဖြစ်လေ။ကိုကိုညင်းပယ်ရမည်။ကိုလက်ဝါးကတဲ့ကိုထမ်း၍ငါနောက်တော့လက်ရမည်။ခရစ်တော်ကလူအပေါင်းကိုမိန်တဲ့စကားကကိုရထမရှိကလည်းတော်သူဖြစ်ရင်အင်္ဂလိပ်ကျမ်းစာ if you follow me ငါနောက်ကိုလိုက်ချင်ရင်ဆရာယူဇာသာတကယ်ဘာသာရေးနဲ့ဆိုင်ဆိုင်ရှိကလည်းတော်သူဖြစ်ရင်ကိုကိုညင်းပယ်ရမယ် deny yourself ကျွန်တော်ကိုကိုညင်ကျွန်တော်ဆန္ဒတွေကိုညင်ပေးရမယ်ကိုအလိုတွေကိုညင်ပေးရမယ်ကိုဖြစ်ချင်တယ်ကိုညင်ပေးရမယ်ကိုလှုပ်ချင်တာတွေညင်ပေးရမယ်ပြီးတော့မှ take အပြ cross daily ကားတွေကိုနေ့တိုင်းထားရမှာတရားတယ်မဟုတ်ဘူးเนาะ take up your cross daily နေ့တိုင်းထားပြီးတော့ follow me ခရစ်တော်တော်လိုက်ရမယ်ခရစ်တော်တော်လိုက်ဖို့ဆိုတာတနည်းအားဖြင့်ဆိုရင်ကျွန်တော်ကိုယ်တိုင်ထမ်းရမယ် သူတစ်ပါးကိုလည်းကုညီထမ်းပေးရမယ်။ဒါကြောင့်ခရိယံတယောက်အနေဖြင့်လုံးဝအမိကိုကင်းပြီးတော့လွတ်လပ်ပြီးတော့သူတစ်ပါးအကူအညီမလိုဘူးလို့မတွေးသိပါဘူး။တချို့ဆရာတွေကဘယ်အသိဉာဏ်တော်မိသားမလိုဘူး။ကိုတရားအောင်ထင်ပြီးပြီလို့ထင်နေကြတယ်။ဒါကြောင့်အဲ့လိုတတိတရားနေခြင်းတည်းတဲ့ဇာကြီးဂျုံဝစီကခရိယံမပီသားတဲ့လက္ခဏာတစ်ခုဖြစ်တယ်။အဲ့လို ုံညူတဲ့လူတွေရှိမယ်အလုစီဘုရားသခင်တို့ကလောကကြီးမှာကြာကြာတော့ထားမှာမဟုတ်ဘူးလို့ထင်တယ်။ဘာလို့ဘုရားရှင်နာမတော့ရှုံ့ချစရာဖြစ်ပြီးတော့တော့တူတဲတကူကောင်းစာမလို့ဘုရားကြီးအလိုလိုဘုရားသခင်ကစကဘာကြီးဖန်ဆင်းတဲ့ရ community ငါတို့ငါတို့ငါပဲမဟုတ်တော့ဘူးငါအတိတ်တော့ပဲမဟုတ်တော့ငါတယောက်တည်းမဟုတ်တော့ဘူးငါတို့ခမီးတော်တန်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဒီ ထန်စင်းကြီးကိုလည်းအတူတူလုပ်တယ်။တန်တရာကိုလည်းအတူတူလုပ်တယ်။နောက်တစ်ချက်အစုအဝေးနဲ့ဖျားခင်အလိုရှိတယ်။ဒါကြောင့်ခရိယန်တယောက်နေဖြစ်လုံးဝအမိကိုကင်းပြီးတော့လွတ်လပ်ပြီးတော့သူတစ်ပါးအကူအညီမလိုဘူးလို့တွေးလိုက်တာနဲ့တကယ်ခောက်ထွက်တဲ့အယူတိမ်သွားတဲ့အယူလွဲသွားတဲ့ အသင်တော်ဘဝကိုရောက်သွားနိုင်ပါတယ်ထို့အတူသူတစ်ပါးကိုကူညီရမယ့်အခွင့်အရေးကိုလည်းမပြတ်မကွက်လှုပ်ဆောင်တင့်နေဆိုတာလေဂလာတိဩဝါဒကဖော်ပြထားပါတယ်ဒါကျွန်တော်တို့ဒီအသင်တော်ရှိယုံကြည်သူအသင်းသားများကအများကောင်းကျိုးအတွက်ဆိုရှေ့ရှုပြီးတော့ပူပန်လို့ဆံပါသားလေခရစ်တော်ရဲ့ကိုခန္ဓာဒီဟုသောအသင်းတော်သည် ရှင်သာလာမည်ဖြစ်တယ်ကျွန်စကန်းရောက်သွားတယ် အိုးကျေးဇူးတော်ချီးမွမ်းလေအားလုံးဆရာလေးအဆုပြီးတော့လုပ်ကြမယ်မန္တလေးရောက်တဲ့လုပ်ကြမယ်မနေ့ဖန်ဆိုရင်ကျွန်တော်ပြင်မလာဘဲကိုတော့ပါမယ်ကျွန်ကူညီတဲ့ဆွေမေပတ်စွာတောင်းရှိပုဂ္ဂိုလ်တွေနဲ့ကျွန်တော်ဂိမ်းပေါင်းစုံအဲ့ဒီပြင်မနာမရှိတဲ့အသေးနဲ့ခေါင်းဆောင်တွေတွေ့ပြီးတော့ဘလူးဆက်ပြီးတော့ကျွန်တော်တို့ဖျားသိက်မြစ်တာသူခံစားရအောင်ကူညီမဆကြမလဲ အတ္တိဘောမိတာဘွေဆူတောင်းကြမယ်ဖြစ်တယ်။ဒီတွေ့လက်တရိယာဆူတောင်းမိဖို့ဖြစ်တယ်။ဒါကြောင့်ခရိယံဖြစ်လာပြီဆိုလို့ရှိရင်တော့ယုံကြည်သူအချင်းချင်းအများကောင်းကျိုးအတွက်ရှိရှိပြီးတော့ပူပေါင်းလှုပ်ဆောင်မှသာလေခရစ်တော်ရဲ့ခန္ဓာကိုယ်ဒီဥတော်အတင်းတော်တည်ရှင်တန်ပြီးတော့ဘုန်းတော်ထင်ရှားစရာဖြစ်မယ်။ထို့အပြင်အကူအညီလိုအပ်နေတဲ့လူတွေတိုက်တွန်းအားပေးမှုလိုအပ်နေတဲ့လူတွေ တတိပေးဆုံးမမှုလိုအပ်နေတဲ့လူတွေကိုကျွန်တော်တို့ဒီနှိမ့်ချတော့ကျင်နာတော့စိတ်နဲ့ဖိမဖို့အလိုရှိပါတယ်။ရေတွင်းနာမှာရှက်ပြီးတော့လူမရှိတဲ့အချိန်မှာရေလာခတ်တဲ့အမျိုးသမီးကိုခရစ်တော်ဒီနှိမ့်ချကျင်နာတော့စိတ်နဲ့ပြောဆိုတဲ့အခါမှာသူအမျိုးသမီးအသက်တာအော်ဆရာပြောင်းလဲသွားတယ်။ဤကဲဆိုတော့အချိန်ကြီးကြုံနေတွေ့ရတဲ့အချိန်မှာမောက်မာတဲ့သဘောဂုံစားတဲ့သဘောနဲ့မဟုတ်ပဲနဲ့ တကယ်ပဲခရစ်တော်ရဲ့သဘောတော်နဲ့နှိမ့်ချကျင်နာသောစိတ်နဲ့ငါဒီနှိမ့်ချသောစိတ်သဘောရှိတယ်။နုညံ့တိမ်မွေးသောစိတ်လို့ရှိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်စူပါပြီးမြတ်တာပြရင်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဒီသောအသင်းတော်သည်ခရစ်ရဲ့နာမတော်ကိုချီးမွမ်းစရာဖြစ်လာပါလိမ့်မယ်။ထို့ကဲ့သို့ဖြစ်ဖို့ကျွန်တော်ဒီနေ့စူတောင်းဆက်ကပ်ဖို့လိုပါတယ်။ခဏအတွက် မြန်မာနိုင်ငံခရီးရန်တင်တော်ဘောင်းဆိုစစ်တောင်းရဲကော်မတီရဲ့စစ်တောင်းချက်တစ်ချက်ကတော့ဧပြီလအတွင်းကြုံတွေ့ခဲ့ရသောကျွန်ုပ်တို့၏အကောင်းဆုံးများ၌ဖျားသခင်တုန်တင်မှုများအတွက်ဆင်ကျင်ပြီးတော့ကျေးဇူးတော်ချီးမွမ်းမှုဖြစ်ပါလေ။ကောင်းစားရင်ဝမ်းမြောက်ပါ။ဇင်းရဲ့ဒုက္ခတွေကဟန်လေဆင်ကျင်ပါ။နောက်မှဖြစ်တဲ့အရာကိုတိဖို့ဖျားသခင်ဗန်းစားမယ်ဆိုတာကိုချီးမွမ်းမှုဖြစ်ပါလေ။ဒုတိယအချက်ကတော့ကျွန်တို့ထမ်းရသောဝန်တို့များအား တခင့်ချင်းနဲ့ခြားထားပြီးတခင်ကိုစိတ်ချစွာဖြင့်ယုံကြည်လျှောက်လှနိုင်သည်တမကအချင်းချင်းတို့ရဲ့ဘုံကိုလည်းထမ်းပြီးတော့ခရစ်တော်ရဲ့တရားကိုကျင့်ဖို့ဆုတောင်းကြဖို့ဖြစ်ပါလေအတူတူကဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမျက်စွာသောဘုရားသခင်ဧဗရလအတွင်ကြုံတွေ့ခဲ့ရသောကျွန်တို့ရဲ့ကောင်းသောအရာများဆိုးသောအရာများအားလုံးအတွက် ဘုရားခင်ကျွန်တော်ကိုနောက်မှဖြစ်လက်တော်အရာကိုသိမြင်အကြောင်းတွင်တင်ဘူးအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်။ကောင်းစားသည့်အခါမှာဝမ်းမြောက်တယ်လို့ဆင်းရဲတဲ့အခါမှာလည်းစင်ကျင်ခြင်းအဖြစ်ကိုရရှင်ကျေးဇူးကိုချီးမွမ်းရသည့်တိုင်အတီးဒီကိုကောင်းကြီးပေးတော်မူပါ။ကျွန်တော်ထားတော်ဝန်ထုပ်များကိုတခင်ချီတော်ရေးမှချပြီးတော့ကျွန်တော်ဝန်ထုပ်များပို့ပါပြီးတော့နုညံ့တိမ်မွေးနှိမ့်ချတော်စိတ်တော်နဲ့အချင်းချင်းနဲ့ဝန်ကိုထမ်းခြင်းအဖြစ် ျွန်တော်ကားတယ်ကိုလည်းနေ့စဉ်ထန်ခြင်းအဖြစ်ကိုရောနောက်ကိုလိုက်တဲ့အခါမှာကျွန်တော်ထာမကိုရောရဲ့နူးညံ့တိမ်မွေ့ခြင်းနှင့်ချခြင်းကိုမြင်ပြီးတော့လူပေါင်းတို့သည်ကိုရရှင်နာမတော်ကိုချီးမွမ်းနဲ့ကိုရောကိုယုံကြည်လာနိုင်တဲ့အောင်ကျွန်တော်အသီးသီးတို့ကိုကောင်းကြီးပေးပါမည်အကြောင်းဒီနေ့မွေးနေ့ကြသောမွေးနေ့ရှင်များနဲ့မိရရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့မင်္ဂလာဇနီးမောင်နှံတို့ကိုလည်းအလားတူကောင်းကြီးပေးပါမည်အကြောင်း ကျွန်တော်ဆုတောင်းကြတဲ့အခါတွင်ဒီကနေ့ပြင်ပြတဲ့ Kelvin အတွက်ဆုတောင်းပေးပါတယ်30တနှစ်ဝင်းနေမှာဖះကိုတိလာပြီးတော့ဖះကိုအာကိုလက်ကိုရရှင်ဖះတကယ်တရားတော်ကိုလိုက်လျှောက်ယူနေမှာကအချင်းချင်းတွေဝန်ကထားလက်မိမိရဲ့မိသားစုမိမိရဲ့ဆွေမျိုးများမိမိရဲ့တိုင်းပြည်ရဲ့ဝန်ကိုထမ်းနိုင်ဖို့ဤသားကြီးကိုလည်းကောင်းချီးပေးပါမည်အကြောင်း အတူတူကသဘောချင်းတူပြီးဆူတောင်းကြတဲ့အခါမှာကိုရှင်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံသလိုအမိမြန်မာနိုင်ငံကြီးနေ့မွေးနေ့ရှင်အသည်းသည်မင်္ဂလာရက်ပြတ်ကိုမြင်တဲ့မင်္ဂလာစနေမွန်ရက်အသည်းသည်ပေါ်၌၎င်းပြည့်စုံစေဖို့ရာကိုရရှင်ကိုရနေတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တို့တို့ဒီသဘောချင်းတူလေယုံကြည်ရင်ပါလေအတူတူကဆူတောင်းကြမြင်ပါကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တို့ဒီအဖာကိုတော်ဤနာမတော်အား ယုံကြည်လင်းမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည့်ကောင်းကင်ဘုံ၌ပြည့်စုံကြသို့ညီကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုကျွန်တို့အားယနေ့ပေးသနာတူပါသူတပားသည်ကျွန်တို့ကို ပြမားသောပြများကိုကျွန်တို့သည်လွတ်ကဲသောကျွန်တို့သည်အပြစ်များကိုလွတ်တယ်မူပါပြည့်သွေးဆောင်သောအမလဲမပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တမူပါ အစိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကမ္ဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီစီအဆုံးသတ်ဖို့အတွက်ဓမ္မတရှင်မှ404လောကနေမှာဆိုဓမ္မတရှင်ဖြစ်ပါတယ်တာဝန်ထမ်းဖို့ရာတုံတင်တော်မူပါကိုလိုရှင်စီခမ်းရာလောကနေမှာပါဝင်ရောရှိပြီးကျူးစားပြီးတော့လူကိုကေအံ့ကကိုတော့ကျွန်တော်တို့သုံးပါ ကုလဝါကလည်းကိုနေတိုင်းထမ်းပြီးတော့ကိုကုညင်းပြီးပြီးတော့ခရစ်တော်နာလက်ယူနေမှာကအချင်းချင်းတွေရဲ့ဝန်ကလည်းထမ်းဆောင်ခြင်းအဖြစ်ခရစ်တော်ရဲ့တရားကိုကြည်နိုင်ဖို့တာဝန်ထမ်းဆောင်ဖို့ဘုရားကသုံးနေပါဆိုတဲ့ဒီတချင်းလေးကိုတကယ်ပဲကို့အတွက်အခုလိုအချင်းကာလမှာအများကြီးကျွန်တော်လှုပ်ဆောင်မှုဖြစ်တော့ကြောင့်လှုပ်ဆောင်နေဖို့အသင်းတော်တွေအတွက်လည်းမေတ္တာပို့လေဆုတောင်းကြတဲ့သဘောနဲ့ 第一首《七梦家》吧，走。 ကောင်းကင်ဘုံ၌ရှိတော်မူသောအဖတ်မြတ်စွာသောဘုရားခင်တာဝန်ထမ်းဖို့ကျွန်တော်ကိုတုံ့တင်တယ်မူပါလုံချုံသောရမှာပဲမหนีပဲနဲ့ယန္တိဝိရှံနေတဲ့လောကနေမှာသွားနိုင်မှုကောင်းကြီးပြီတယ်မူပါကိုရဲမျက်နာကိုပဲဤကဲ့သို့သွားတဲ့အခါမှာမြင်စေပါကျွန်တော်တို့ရဲ့ဘုံရှိသည်ပဲကျွန်တော်တို့၌ဘုံမရှိသည်ပဲကိုရဲမေတ္တာခယုဏနုညံ့တင်မှုခြင်း၌ဘုံကြီးရဲ့မင်္ဂလာရှိပါစေသည် ိုတော့ကျွန်တော်ရဲ့အတ္တတာကိုကိုတော့ယခုလိုအချိန်တိုင်းမှာလိုအပ်နေတာကျွန်တော်သိပါတယ်။သူညီညီညာစွာအစေခံနိုင်ဖို့ကျင်နာသောမေတ္တာအဖြစ်အမြဲတမ်းတူပွားပြီးတော့အစေခံနိုင်ဖို့ဤကဲ့သို့အစေခံခြင်းအဖြစ်ကြုံတွေ့နေရသောဒုက္ခအမြင်တွေကလူတို့သည်တက်တာခြင်းရဖို့ရန်ထရဖျာသည်ကျွန်တော်တို့ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့ကျွန်တော်တို့ဘုမာကိုရရဲ့ရှင်မျက်နှာအလင်းတော်ကိုလွတ်လပ် ကျွန်တော်အားဂယုဏကျေစုပြုလို့မှာရှိတော်ကျွန်တော်အသီးသီးကိုကတော့မျောကြည့်၍ချမ်းသာပြုလို့မှာရှိတော်ခမည်းတော်ဘုရားသခင်ရဲ့မေတ္တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေစုတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မေတ္တာပွဲခြင်းကျေစုအပေါင်းတို့သည်ကိုယ်တော်ကိုယုံကြည်ကြကုန်သောသာမီးအသီးသီးတို့ယခုမှစ၍ထိုသူအသီးသီးပေါ်မှာကာလစင်မြတ်တဲ့ရောက်တည်ရှိတည်နေပါစေတည်း Amém.